ငါလှင်ကြောင့်ထိခိုက်ခဲ့တဲ့ဌာနနိုင်ငံအတွက်ယာယီအရာများ npmb.orange ခါမဲကူညီပေးမည် npmb.orange ကမကြသေးမီကငါလှင်ကြောင့်ထိခိုက်ခဲ့တဲ့ဌာနနိုင်ငံနဲ့ဘင်္ဂမြို့ထဝမ်းအတွက်ယာယီအရာတွေအခမဲ့ပတ်ဖို့ကူညီပေးသွားမှာဖြစ်ကြောင်းတိုက်ကသတင်းမှရေးသားထားပါတယ်အစိုးရဖွဲ့စည်းဟ PNA နဲ့တည်ထောင်ခံအကျိုးများမရှိတဲ့ MGO တခုဖြစ်တဲ့ Samden Foundation နဲ့လက်တွဲပြီးလူအများပြားအတွက်နေထိုင်ရာနေရာကိုချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာ lpnb.orin က PLA နဲ့ Samden Foundation တို့ပူးပေါင်းဆောင်ရွက်နေပြီးအရေးပေါ်အင်ရလိုအပ်နေသူတွေကိုခွဲခြားသတ်မှတ်ကအခမ်းမိတ် lpnb.orin မှာ၁၄ရက်အထိနေထိုင်နိုင်ဖို့ကူညီပေးလျက်ရှိပါတယ်။ဒီအိမ်တွေစိုးရွားစွာပျက်စီးသွားခြင်းဒါမှမဟုတ်ဘေးလွတ်ရာကိုရှေ့ပြောင်းခန်းချင်းခံရသူတွေပထမဦးစွာတုတ်ပြင်းတဲ့အနေနဲ့ ပန်ကောက်ရှင်ပြည့်စုံမှုအပြည့်စစ်စေးရေးတွေကိုကုညီပေးနေတဲ့နည်းပညာဆိုင်ရာ စေတနာဝန်ထမ်းတွေကိုအထူးအာရုံစိုက်ထားပါတယ်။ lpmb.orange ဆိုတာကအကြက်သေးဖြစ်နေတဲ့အချိန်မှာလူတွေအတွင်းအရေးပေါ်အင်အားတွေကိုချိတ်ဆက်ပေးတဲ့အကျုံးမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။